ဟာဒီလိုဖြစ်မှန်မယ်ဘယ်သူမှသိမှာလဲကွာငါလေးချစ်တော့ညောင်လူနားကျင်တာလေကွာကဲကဲကလင်းရီမငင်းကြနေတော့လူပါမှမဖြစ်တာပဲတော်လာပြီကိုချက်ကြီးအဲ့လိုပြောနေတော့ခொနဲ့ကလာတဲ့ဇီးခွက်တွေတက်အရွယ်စားပိုကြီးရဲ့ဇီးခွက်တွေရှောင်းလာပြီပိုထုလို့တွေကိုကြည့်ဖို့လုပ်တယ်ဟာကိုချက်ကြီးဟိုမှာလာနေပြီဗျပိုထုတို့လည်းအလင်းစလုံးနဲ့အထွက်ပြေးကြတော့လူစုကွဲသွားပြီပိုထုနဲ့ငပင်ကတလန်း ချက်ကြီးနဲ့တုံဘောကတလန်းဖြစ်သွားတယ်။တရတော့ဖိုးသူငပိန်နဲ့တုံဘောတို့တုံရောင်းကိုချက်ကြီးနဲ့အတူရွာတရွာကိုရောက်နေကြတယ်။ကိုချက်ကြီးကိုမြင်တော့အရှိအန်နေကြီးကဝမ်းမန်းတသာနဲ့ကြိုဆိုတော့တယ်။အန်ဒီကြီးကချက်ကြီးရေမျောလိုက်ရဟဲ့ပေါ်လာတော့လေခလေးတွေကတဘို့တမိကြီးနဲ့ပါလားကွ။ ဒေါ်ဒီမင်းကအဲ့လိုပြောလိုက်တော့ချက်ကြီးကလည်းရှက်ကိုရှက်ကန်းနေဟာအကြီးဒီမင်းကလည်းဟိုဒါကကျုပ်ကလေးတွေမဟုတ်ပါဘူးဗျရွာကလေးတွေကျုပ်ကြီးတော်တော်လိုက်ကျင်နေဆိုတာနဲ့ခေါ်လာခဲ့တာဗျအော်အဲ့လိုလားမသိပါဘူးချက်ကြီးရေဒါနဲ့အခုဒီရွာလာတာကရောကိစ္စနဲ့ပဲလားအကြီးပြောထားတဲ့ကိစ္စကရောဘယ်လိုလဲဟာတပတ်မှလေဖိုးသူတို့ဘွဲကဂုံမြူတပ်ပုံလေးကိုကြည့်နေကြတယ်ဖိုးသူက ဓပ်ပုံရင်အောက်ကြီးမှာရေးထားတဲ့ဆောင်မြင်ပြီးတော့ဟာတကူပန်းပွဲတော်မှာဂုံမြတ်ဓပ်ပုံစုပါလားဘိုင်းလည်းမသိအေးကွာဟုတ်ပါဒီဘက်ကဓပ်ပုံနေရလေအဲ့ဒီအတိုင်းမေးကွာဒါနဲ့နှစ်ယောက်သားကိုကျက်ကြီးနဲ့စကားပြောနေတဲ့အရှိတင်မီကိုမေးကြည့်လိုက်ကြတယ်အရှိတင်မီဒီတကူပန်းပွဲတော်ဆိုတာကဘလို့ပွဲမျိုးလဲဗျဩအဲ့ဒါလားအရှိတို့ရွာရဲ့ရှစ်တွေရာကျော်မလေး အရင်ကသခိုးတွေကအရန်ကိုတောင်းကျန်းနေတာအဲ့ဒါကိုအကြီးရဲ့သွားလီသူကိုတောင်းရှည်ကဖမ်းမိခဲ့တဲ့ပွဲပေါ်ကလေးတို့ရဲ့အရင်ကဆိုတော့အခုအဲ့ဒီသခိုးပန်းပွဲတော်ကပြီးသွားမလားဗျအင်းသွားလီသူကိုတောင်းရှည်နောက်ဆုံးဖမ်းမိခဲ့တော့ကတော့ဒီသခိုးပွဲတော်ကပြီးသွားခဲ့ပြီဒါပေမဲ့အရင်လာပိုင်းလောက်မှာတော့အဲ့ဒီသခိုးတွေကပြန်ပြီးတော့ထကြွလာကြတယ်ဘလို့ထကြွလာလဲဗျရွာထဲမှာပစံနေခိုးတယ်တင်းနဲ့နေဖြစ်စီတယ် လူတွေအစုံမဲပေါ့ကွယ်ဟာဒါကိုဘသူမှဘာမှပြန်မလို့ကြောက်လားဗျပြန်မလို့ဆိုဒီဘာလူတွေကဘိုးတောင်ရှိဆုံးကလေးကဒီတကောကိစ္စပြီးပြီတင်ပြီတိုင်းမသိကိုကံမြညာမသိနဲ့လဲလို့ကိုပဲအေးအေးလောက်ခဲ့ကြတာလေအဲ့တော့ဘသူကမှဒီတကောတွေကို မတက်ခဲ့နိုင်ကြဘူးကွယ်ဟာအရှိတင်မင်းရဲ့စကားကိုကြားတော့ဖိုးထူးအောင်ဝင်ပြောလိုက်တယ်ဒါဆိုကျွန်တော်တို့အဲ့ဒီတကောတွေကိုတိုက်ထုတ်ပေးခြင်းနဲ့ကိုချက်ကြီး ဘယ်လိုလုပ်ရမလဲဗျကဲအရေးတင်မေးဒီကလေးတွေကိုဘာလို့ခေါ်လာလဲဆိုတဲ့အဖြစ်ကိုသိလောက်ပြီးထင်နေဗျဒီကလေးတွေကရွာမှာဆိုရင်တကူဓမြလူစိုးလူမိုက်အကုန်လုံးဖမ်းမိတယ်ဗျအဲ့ဒါအခုလေအဲ့ဒီတောင်ကျန်းကြီးရဲ့တကူတွေကိုဖမ်းမို့ဆိုပြီးခေါ်လာခဲ့တာပဲဖြစ်ပါမလားကွယ်တကူတွေကတော်တော်စိုးတယ်နော်စစ်ချပါဗျတအားလို့နဲ့ကိုကြက်ကြီးပေါင်းလိုက်ရင်မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူးဒါကြောင့်လေ လို့သွားရင်တခိုးရီနေတဲ့ရောင်ရောက်မလဲဆိုတာပြောပြပါဗျငပိတ်အဲ့လိုမေးလိုက်တော့အကြီးတင်မိကောင်းအင်းဒီရွာကနေထွက်ရင်ဝတ်တွင်းရွာဆိုတာရှိအဲ့ဒီရွာကနေဆက်သွားရင်ရွှေမြတောင်ဆိုတဲ့ရောင်ရောက်မယ်ဘောတူတို့တတိကစိတ်ဝင်တစားနေနားထောင်နေကြတယ်အကြီးတင်မိကဆက်ပြောတယ်အဲ့ဒီရွာရဲ့တောင်မွားတနေရာမှာတခိုးရီကရွာထက်တည်ပြီးတော့နေကြတယ်နေရာတော့အတိအကျမသိအောင် ဒါမင်းအဲ့တောင်မောင်ရောက်တာနဲ့အတူပြူးဆိုင်ပါ ထောင်ချောက်တွေများကြီးနဲ့ကြောက်စရာကောင်းတာတွေရှိကဲဒါဆိုမနေ့ပြန်ကြရင်ခီးစားထွက်ကြတာပေါ့ဗျာကိုချက်ကြီးဒီလိုနဲ့ဖိုးတူတို့တွေဒီနေ့ညအဖို့ကိုတော့ဒီရွာမှာပဲတင်းလိုက်ကြတော့တယ်ညအိနေရာအနေငပိန်တရားရုတ်တရက်ထထိုင်လိုက်တော့သူ့ပင်နာမှာအိနေရဲ့တုတ်ပေါ်ကလန့်သွားတော့တာပါဟဲ့ငပိန်ဘာလုပ်တာလဲကွာအလက်နဲ့ကြား ငါအိတ်မပြောလို့ကမင်းတို့ရောအိတ်ပြောနေကြမလားဟမ်အဲ့ဒီရဲ့ချင်းအိတ်မပြောသေးတဲ့ဖိုးတူဟာအေးကွာဟုတ်တယ်ငါရောပဲအိတ်မပြောသေးဘူးအိတ်ရကူပြမလို့တင်နေငါလဲမနက်ကတလန်းလုံးအိတ်လာတော့အခုမိတ်ချင်ဖြစ်နေရဲ့ကွအဲ့ဒီချင်းရုတ်တရက်ဆိုသလိုကောင်းငင်တခေလုံးနှစ်ရက်စီးတွေလက်လာပြီးမိုးချိုတွေထပစ်လာတော့နေရုတ်တရက်ဆိုတော့တုတ်ပေါင်းလေးကြောက်ပြီးဟေးဟေးဟေးအောင်နေ မိုးမိုးချိန်နေတယ်ကွမိုးချိန်တာကြောက်စရာလားကွမင်းကလေမိုးရွာလို့မိုးချိန်တာပဲဟောင်းပိုတူအဲ့လိုပြောတော့မှအချောက်ပြေပြီးတုတ်ပေါ်ဟဲ့ပိုတူဘရင်းပေါက်သွားပိတ်စမ်းမှာကွမိုးစင်နေကွအေးအေးအဲ့ဒါဆိုရင်ခဏနေဦးငါဘရင်းပေါက်သွားပိတ်လိုက်အောင်မေးဒါနဲ့ပိုတူလေဘရင်းပေါက်ကိုပိတ်ဖို့အတွက်ထထသွားတယ်အဲ့ဒီအချိန်မှာကောင်းကင်ကနေတဝန်တို့ပြန်လာနေကြတဲ့ဇီခွက်တီကိုမြင်တော့ပိုတူကဟာဟဲ့ဟောင်းနေဟောင်းနေလာကြည့်ကြအောင် လာကြည့်အောင်ကဟုတ်မစီခွက်တွေအများကြီးပဲဒါနဲ့ငပိန်နဲ့တုတ်ပေါ်လေဖိုတူနာကိုရောက်လာကြတယ်သူတို့ရောက်လာတဲ့အချိန်မှာစီခွက်တွေကစူညံတဲ့အတန်နေနဲ့ရွာရဲ့ပပက်လေးမှာပြန်တန်းနေကြတာကိုတွေ့လိုက်ရတော့လေဘာလို့ရွာမမအဲ့လိုပြန်နေရလဲမသိဘူးနော် ပြီးတော့အတန်နေရလဲစူညံနေရပဲကွာဟုတ်ပါဒါဟုတ်ဘာလို့ရွာသားတွေကထွက်လာပြီးတော့မမတို့ကြလဲမသိဘူး ဒါလောက်အိမ်မရအောင်စုညံ့နေအောင်ဇီးကွက်တွေစုညံ့နေတာကိုတော့တကောင်တမီထွက်မကြည့်စားတဲ့ရွာသားတွေကြောင့်ဖို့တူရတဲ့တွေအတူအဆန်ဖြစ်နေတော့တယ်ငါတို့ရွာမေးဒလိုသားဆိုကိုကြီးတောင်တို့ကိုကြီးတင်ရွှေတို့ထွက်ကြည့်ကြမှာတေးကြပဲကွခဏကြာမှာရွာကိုတပတ်ပတ်နေရဲ့ဇီးကွက်တကောင်ကဖို့တူရပရင်ပေါက်တက်တဲ့ကိုရောက်လာပြီးဖို့တူရကိုကြည့်နေရော်ဟာဒီကောင်ဘာလဲဟာဘာလာကြည့်နေရလဲမသိဘူး ဘာပဲဖြစ်ဖြစ်တကောင်ကိုပိတ်လိုက်စမ်းပါကွာမိုးပဲ့ရတယ်တင်မင်းတော့လေဒါနဲ့ပို့ထုတော်လေးပရင်းဘောက်ကိုပိတ်ချလိုက်တော့လေမနေ့ရောက်တဲ့အခါမှာတော့ပို့ထုတော်တတိအရှင်အကြီးတင်မီကျွေးတဲ့ကောင်းကျင်းမောင်စားနေကြရင်တုတ်ပေါ်ကဒါနဲ့အကြီးတင်မီမနေ့ညလေဇီးွက်အော်တန်ကြားမိသေးလားဗျအင်းကြားမိရလေခလေးကိုလည်းကြားရလားဟုတ်တယ်ဗျကြားတယ် ။ဆူညံနေရပဲမို့လေ။ဒါမဲ့ဒီလောက်ဆူညံနေရကိုတော့တယောက်မှထွက်မကြည့်ကြအောင်နော်။ထွက်မကြည့်ဆိုဒီစုကတန်နေရရှားသားတွေအတန်းနိုင်ရင်နေပြီလေ။ဘာလို့ဒီလောက်ဆူညံနေဇီကွက်အတန်းကိုနိုင်ရင်ကြတာလေဗျ။ဒါနဲ့အကြီးတင်မီကချက်ကြီးပဲလှဲတယ်။ကဲချက်ကြီးမင်းရဲ့လူတွေကိုမင်းကိုယ်တိုင်နားလည်အောင်မေးရှင်းပြလိုက်ပါအောင်ကွယ်။ဒီလိုကအဲ့ဒီဇီကွက်တည်းကတကိုးရွာတကိုးတွေလွန်လိုက်တဲ့ရှင်ပြေးဇီကွက်တည်းပဲ။ တို့ကလူရည်ရဲ့ပုံစံမှတ်မိနိုင်ပြီပြန်မုံမော်ပေးနိုင်စွမ်းလည်းရှိတယ်။ပိုဆိုးတာကတော့အဲ့ဒီစီကွက်လာပြီးဆိုရင်တကိုးတွေလာတော့မယ်ဆိုတာဒူတိုင်းသိကြတယ်။ဟမ်တကိုးတွေဒီအောင်လာမယ်ဆိုတော့ရွာသားတွေတည်းအနေရရှိတာပေါ့ဗျ။အနေရရှိလဲဘာတတ်နိုင်မှာလဲ။တို့ကအုပ်စုလိုက်ဆိုတော့နိုင်မမနိုင်တာ။ဒီပြဿနာကိုကျွန်တော်ဒီဟာမပြန်ခင်အမြန်ဆုံးဖြေရှင်းပေးသွားမှာမယ်ဗျ။အဲ့လိုနဲ့ပိုတူရိုတတီတကိုးရွာကိုသွားဖို့အတွက်ပြင်ဆင်လိုက်ကြတယ်။ ဒီလိုနဲ့တကိုးတွေနေတဲ့ရှောင်းသွားနေရင်လမ်းမှာတုတ်ပေါ်ကကိုချက်ကြီးခဏလောက်နားရအောင်ညာကျွန်တော်ခြေတော်တွေညောင်းလာပြီဗျဟာဟဲ့မင်းကလေတကိုးတွေကဒီနေ့လာမလားမနေ့ပြန်လာမလားမသိတော့ဘာလို့မို့နားနေအောင်မလဲကွဟာအဲ့လိုဆိုတိုင်းမနာအောင်ဆိုရင်တကိုးတွေနဲ့တွေ့တဲ့အခါကျတိုက်ခိုက်ဖို့ဘယ်ရရှိပါတော့မလဲကွအိမ်နောက်တော့ချက်ကြီးဘက်ကိုလှည့်ပြီးတုတ်ပေါ်ကတို့ပါကိုချက်ကြီးရဲ့ခဏခဏနားရအောင်ပါဗျာနော် ။ဒါနဲ့ချက်ကြီးလေးမြေပုံကိုထောက်ကြည့်လိုက်တယ်။음ရှင်နာဆိုရင်တော့ရေတကုံရှိတယ်။အဲ့ဒီမှာရေစိန်ရင်းနဲ့ခဏနားကြတာပေါ့။ဟာအဲ့ဒါကောင်းနေပြ။ကျွန်တော်ရေကျိုးကျင်နေရတယ်အတော်ပဲ။ဒလုံးနဲ့သူတို့တူရေကုန်ရှိတဲ့နေရာကိုရောက်လာခဲ့ကြတယ်။အဲ့ဒီအချိန်မှာပဲ မနီယာဖိုတူရောအခွဲကိုတေချာဆိုင်ကြည့်သွားတဲ့ဇီးကွက်တကောင်ကသူတို့ရှိရဲ့စီရောက်လာပြီးစုညံတဲ့အတန်ကြီးနဲ့အော်ဟစ်သွားတော့တယ်။ဟာဟာဒီဇီးကွက်ကဘာရီအော်နေရလဲဟာအဲ့ဒီချိန်မှာပဲဇီးကွက်တီများကြီးရောက်လာပြီးဖိုတူရောလေယောက်ကိုချီလို့တနီယာကိုဆွဲခေါ်တော်မူလို့တည်။ဖိုတူလေဟာဟာဘာလုပ်တာလဲပြည့်ဟေးပြည့်ပြည့်ဇီးကွက်ကချီမှုလုပ်နေတယ်ဟာ ဲလိုပြောနေတော့စီခွက်တီကသူတို့ရဲ့ကျောဖို့အိတ်တွေနဲ့မော်စရာချက်ကြီးရဲ့မော်ပစ္စည်းတွေထည့်ထားတဲ့အိတ်ကိုခြိဖို့လုပ်ပြန်နေ။ဟေးရှုရှုတော်တော်ဘာလို့လဲရှုရှုစီခွက်ကောင်ရင်ညာလာပြီးတိုက်ခိုက်တဲ့အခါမှာပိုတူတို့လည်းမနိုင်တော့ပဲအိတ်တွေကုန်လုံးပါသွားတယ်။လိုရာခီးတာမရောက်သေးဘူး။အခုခံလိုက်ရပြီ။ငပိန်အဲ့လိုပြောလိုက်တော့တုတ်ပေါ်ဟာဟာဒီလိုဖြစ်မှန်မှန်ဘယ်သူမှသိမှာလဲကွာ။ ငါလေးခြေတော်ညောင်လို့နားကျင်တာလေကွာကဲကဲခလင်းရီမငင်းကြနေတော့လူပါမှမဖြစ်တာပဲတော်လာပြီကိုချက်ကြီးအဲ့လိုပြောနေတော့ခொနဲ့ကလာတဲ့ဇီးခွက်တွေတက်အရွယ်စားပိုကြီးရဲ့ဇီးခွက်တွေရှောင်းလာပြီပိုထုလို့တွေကိုချီးဖို့လုပ်တယ်ဟာကိုချက်ကြီးဟိုမှာလာနေပြီဗျပိုထုတို့လည်းအလင်းစလုံးနဲ့အထွက်ပြေးကြတော့လူစု꽌သွားပြီပိုထုနဲ့ငပင်ကတလန်းချက်ကြီးနဲ့တုံဘောကတလန်းဖြစ်သွားတယ် တော်ပေါ်လေပြေးလာရင်ကအနောက်မှာပိုတူနဲ့ငပိန်ပါမလာတဲ့အတွက်ကြောင့်ဟာခွချက်ကြီးခွချက်ကြီးခဏနေဦးဗျာခဏနေဦးအဲ့တော့မှချက်ကြီးလေးပြင်းနေအောင်ရက်လိုက်တယ်ဟင်ဘာဖြစ်လို့လဲကွာတော်ပေါ်အနောက်မှာပိုတူကိုပါမလာတော့ဦးဗျအဲ့တော့မှချက်ကြီးလေးပိုတူကိုပါမလာတော့တိသွားတယ်ဟာဟုတ်ပါပိုတူနဲ့ငပိန်ဘယ်ရောက်သွားလဲမသိဘူးလမ်းလဲသွားပြီတင်းနေဘယ်ဘယ်လိုလုပ်မလဲဗျခွချက်ကြီးရဲ့ ဘလို့လို့အောင်မလဲတော့ဘောကပြန်ရှာအောင်ပါကွာသူတို့နှစ်ယောက်တည်းသခိုးတွေရှိရဲ့နေအောင်ရောက်သွားရင်အနေအများကြီးကွာဒလုံးနဲ့တုပ်ပေါ်နဲ့ချက်ကြီးလင်းပို့တူးနဲ့ငပင်းကိုလိုက်ရှာကြတယ်တပတ်မှလေးစီခွက်တရာသခိုးတွေနေတဲ့ရွာကိုပို့တူးရဲ့ပစ္စည်းတွေကြီးပြီးရောက်လာကြတယ်သခိုးကောင်းဆောင်ဟာသူတပည့်တွေကိုဘာရင်ပါလဲဆိုတာကြည့်ကြလိုက်စမ်းဒါနဲ့သခိုးတွေကလည်းပို့တူးရဲ့အိတ်တွေကိုမှွေနောက်ပြီးတော့ရှာကြည့်ကြတော့တယ် ဘာမှမပေါအောင်အစီအင်ကြီးပေါင်းမိနေခလေးဝတ်အတွင်းငန်လေးတွေပဲပါတယ်ဗျဟမ်ဟာဒီစီဝတ်ဒီဘာတွေကိုလာလဲကွာပတ်ဆက်မှာပါဘာမှပါနဲ့ဒီအထက်ရောဘာရှိလဲကြည်စမ်းတကိုးတွေလဲတကိုးကောင်းဆောင်ပြောတဲ့ချက်ကြီးရဲ့အထက်ကိုရှာကြည့်ကြပြန်နေအစီဒီထဲမှာတော့ဘာလည်းမသိဘူးဗျမော်လိုလိုနက်ခတ်လိုလိုနဲ့တကိုးကောင်းဆောင်လဲစိတ်ဝင်စားသွားတယ်อืมဒီအထက်ဒီယူလာတဲ့ဇီးကွက်ကိုခေါ်လိုက်စမ်း ဒါနဲ့တကိုးတယောက်နဲ့အချက်ပြလိုက်တာဇီးခွက်လည်းသူ့နာကိုရောက်လာတယ်။မင်းမြင်ခဲ့တဲ့လူတွေရဲ့ပုံကိုမင်းစီအောင်ပကြီးစီအောင်ပြောပြီးသွားဆွဲလာခဲ့။တတိယလေးတူအောင်ဆွဲနော်။တကိုးကောင်းဆောင်အဲ့လိုပြောလိုက်တော့ဇီးခွက်ကလည်းချက်ချင်းပဲထပြန်သွားတယ်။အင်းသူတို့တွေကဒီတယောက်ကတော့နည်းနည်းစိတ်ဝင်စားမှုကောင်းတယ်။ငါနောက်ထပ်လုပ်မယ့် project အတွက်အသုံးဝင်နိုင်လောက်တယ်။ဟမ်တကိုးကောင်းဆောင်လည်းအဲ့လိုတွေးပြီးတော့မင်းစီနဲ့လက်ကိုပုတ်တက်နေရောတယ်။ တပတ်မှလည်းဖိုးထုနဲ့ငပင်ရပြင်းလာရင်ဘယ်မှန်းမသိရောက်နေကြတော့လေအဲ့ဒီအချိန်ခொနဲ့ကပကြီးစီယာစီတရင်တော်ဖို့မဲ့ဇီးကွက်တကောင်ပြန်လာတော့ကိုမြင်လိုက်တော့ဖိုးထုဟာဟဲ့အောင်ငပင်အဲ့ဟာဟိုဟိုဖွဲ့ကဇီးကွက်မဟုတ်လားကွအေးကွာဟုတ်တယ်ဘာလဲမသိဘူးလာလာလာအနောက်ကနေလိုက်သွားကြည့်အောင်ဒါနဲ့ဖိုးထုနဲ့ငပင်လေးဇီးကွက်နောက်ကနေပြေးလိုက်ခဲ့ကြတယ် တနီယာရောက်မှာတော့မျက်စိကိုပေါ်အောင်မင်းနေစီထားတဲ့လူတယောက်ရဲ့ပကုံးပေါ်မှာစီးကွက်ကရှက်လိုက်တယ်။ဒါနဲ့အဲ့ဒီမျက်စိကိုပေါ်အောင်မင်းနေစီးထားတဲ့သူကဒီနေ့ရောဘသူ့ပုံဆွဲခိုင်းလိုက်ပြန်မလဲ။စီးကွက်ကလည်းအဲ့လူကိုပြန်ပြီးပြောပြတယ်။ဒါနဲ့အဲ့လူကအင်းဟုတ်ပြီ။အသေးစိတ်ပြောပြ။ဟမ်အဲ့လိုနဲ့မျက်စိမမြင်ရတဲ့ပကြီးဆရာနဲ့ကြီးခွတ်တို့စကားပြန်လဲပြောရင်ပကြီးဆွဲနေကြတယ်။ဒါကို တနေရာမှာဖိုးတူးနေငပိန်တော့ကလေးချောင်းပြီးတော့ကြည်နေကြတယ်။ဟျောင်းအဲ့လိုကြည်ရတာမျက်စိမမြင်ဘူးနဲ့တူတယ်နော်။အေးကွာဟုတ်တယ်။ဒါမှမကြည်ရတလို့သူကဇီးကွက်နဲ့စကားပြောနေရမေးကွာ။လိမ့်ဆန်စကားပြောတတ်တာလားမသိဘူးနော်။ငါတို့ဖမ်းရမယ်တကုတ်ကိစ္စတော်တော်တော့ရှုပ်တည်ရတဲ့နေဖိုးတူးကအစကတော့တကုတ်အစုတင်ရဲ့လို့ထင်တာလား။အခုကျဇီးကွက်တည်းရောမျက်စိမမြင်ပဲပကြီဆွဲတဲ့သူတွေပါပါလာပြီကွာ။ ဖိုးတူတို့အဲ့လိုစကားတီးတူပြောတာကိုပကြီးစရာကြားသွားတယ်။တောင်ဖိုးတူကမြင်လိုက်တော့ဟျောင်ဟျောင်ငါတို့ရှိတော့တိသွားလားမသိဘူးနော်။အဲ့လိုပြောနေအောင်စီကွက်ကပကြီးစရာရဲ့ပကုံးကနေဖိုးတူတို့ရှိရဲ့နေအောင်ထပြန်လာတယ်။ဖိုးတူလည်းနေရာကနေပြေးမဲ့လို့စီကွက်ကတင်းငုတ်တို့တခုကိုသူ့ဆက်တရားနဲ့လှမ်းပြလိုက်တာနေဖိုးတူလည်းမှောက်ရက်လေးသွားတယ်။ငပင်ကမြင်သွားပြီးတော့ဟာဟျောင်ဖိုးတူဖိုးတူကိုသွားထုတ်မယ်လို့ ဇီကွက်ကလဲကြနေရဲ့ဖို့ထုကိုသူ့ရဲ့နှုတ်တီနဲ့ဆွဲကြည့်သွားတယ်။ဒါနဲ့ငပင်ကဟေ့ရှုရှုဟဲ့ဇီကွက်ဟဲ့ဇီကွက်ငောက်လို့ငောက်လို့ဟဲ့ငပင်လုံးဝဒါမြမေခိုင်ခက်လာတဲ့ဇီကွက်ရဲ့နှုတ်တီကြောင့်ဖို့ထုတယောက်ဇီကွက်ကြီးရဲ့နေရာကိုပါသွားတော့တယ်။ဒါနဲ့ငပင်လည်းဘာမှမတတ်နိုင်နေသေးဆုံးဖို့ထုရဲ့အနောက်ကနေပြေးလိုက်သွားတော့ ဖို့တူလည်းရေခွက်ကြီးတော်ခံလိုက်ရပြီးတော့မျက်မမြင်ပကြီးဆရာရဲ့ရှေ့ကိုကြည့်သွားတော့တယ်။ငောက်လို့ငောက်လို့လို့ပကြီးဆရာရှေ့ကိုရောက်တော့ရေခွက်လေဖို့တူကိုအောက်ချပေးလိုက်တယ်။မျက်စိမမြင်ရတဲ့ပကြီးဆရာကဖို့တူတန်ကြားတဲ့အခါမှာမင်းကကလေးလေးတယောက်ပဲ။ဘာလို့ငါတို့ပြောတာကိုချောင်းပြီးတော့နားထောင်နေရတာလဲကွ။အဲ့ဒီအချိန်ရေခွက်ကပကြီးဆရာကိုတရိတ်ဆန်ဘာသာစကားနဲ့ပြောလိုက်တယ်။ ပကြီးစီယာလည်းအဲ့ဒီစကားကိုကြားလိုက်တော့ဘာဟုတ်လားအဲ့ဒီချိန်မှာပဲဘိုးတူကပကြီးစီယာဆွဲနေရပုံမြင်သွားတယ်။အဲ့ဒါနဲ့ဘိုးတူကအဲ့ဒီပုံကကျွန်တော်တို့ပုံမလားဘာလို့ကျွန်တော်တို့ပုံဆွဲနေရလဲဗျဆွဲခိုင်းလို့ဆွဲနေရတာပေါ့ကွာอืมမင်းကဒီလူတွေကတရားအောင်ဆိုရင်တော့စင်မကောင်းစရာပဲမင်းတို့တကူကောင်းဆောင်အောင်အလိုရှိနေတယ်ဒီပုံအကျော်တက်ပြီးသူ့ကိုပို့လိုက်တာနဲ့တော်ရင်မှရှိရဲ့ဇီးကွက်တင်းနဲ့တကူတွေအကုန်လုံး မင်းတို့လိုက်ဖမ်းကြအောင်ပါ။ပကြီးဆရာအဲ့လိုပြောလိုက်တော့ကိုတူလည်းအံ့ဩသွားတယ်။ဒါဆိုအဲ့ဒီပကြီးကျွန်တော်ကိုပေးပါဗျ။ပေးလို့မရဘူး။အဲ့ဒီအချိန်မှာပဲအနောက်ကနေပြေးလိုက်လာတဲ့ငပိန်ရောက်လာတယ်။ပကြီးဆရာကနောက်ထပ်ရောဘသူရောက်လာပြန်တာလဲ။ဇီးခွက်ကသူ့အမိကိုပြန်ဖြေကိုတူကငပိန်ကိုပကြီးဆရာဆွဲနေရပုံပြလိုက်တော့ဟာဒါကငါတို့ပုံမေးအဲ့ဒါဘာလို့တားလဲ။ ကျွန်တော်ပုံဘာလို့ဆွဲနေရလဲဗျငပိန်လေပကြီးစရာဆွဲထားတဲ့ပုံကိုဆွဲယူမယ်အလို့ပကြီးစရာကစုတ်တံဖင်းနဲ့ငပိန်လက်ကိုထိုးချပြီးတက်ခတ်လိုက်တော့တယ်ငပိန်လည်းအထိုးခံလိုက်ရတော့လက်နာသွားပြီးပကြီးစရာကိုပြန်တက်ခတ်လိုက်တယ်ဒိုင်းမလေးပကြီးစရာကနိုင်ရပါနေအောင်ဆိုတော့ဘေကနေဘလူလာမေးဆိုတော့တိနေပြီးငပိန်ရဲ့တိုက်ခွက်တီးကိုရှောင်နေရတယ်အဲ့ဒီအချိန်သူ့အကြံတစ်ခုရသွားပြီးတော့ပို့ထုကိုနာနာကပ်လို့ပြောလိုက်တယ် ဟိုတူကလည်းကောင်းကြီးပြပြီးငပိတ်ငကြံအတိုင်းဘေးနာကနေအာပြဲကြီးနဲ့ရှော့အော်နေရတာပါရှော့ကွာချကွာချချရှော့ရှော့ဟိုတူလည်းရှောင်းအော်ရင်နဲ့လက်သေးတွေကိုဟိုတူတီတူနဲ့လှော်တော်တယ်အဲဒီတော့ဇီကွက်ကလည်းစိတ်တူပြီးသူ့ရဲ့စူညံတဲ့အတန်ကြီးနဲ့ပြန်ဝင်တော့တာပါဖျောင်းဟိုတူငါတို့ခွင်မဲ့ဟိငပိတ်လည်းသူ့ခင်းထားတဲ့ကွက်တွေကိုဝင်လာတော့ဆိုတော့ပကြီးစရာစီကိုပြေးသွားပြီးကန်တက်လိုက်တာ ပကြီးစရာလေးသတိမေ့လေသွားတော်ရီအိမ်နောက်တော့ဇီးကွက်လေးတက်ကူခေါ်ဖို့အတွက်နေရာကထွက်သွားရီဟာဟိုကောင်ဇီးကွက်ထွက်ပြေးသွားပြီတော့မှဇီးကွက်ထားလိုက်ပကြီးပုံကဖြဲ့ပြက်လိုက်တော့ဒါနဲ့ဘူတူလေးပကြီးပုံကဆွဲပြက်ပြက်လိုက်ပြီးသူတို့ပုံနေတကောကောင်းဆောင်စီမရောက်အောင်လို့ဟန်ထားလိုက်နိုင်နေတပတ်မှလည်းတကောကောင်းဆောင်က ဇီးကွက်ကလက်ပလာနေပြန်လာတာဆိုတော့ချက်ချင်းမေးတော့တယ်ဘာမှလဲပကြီးอ่ะဘာပုံးမှလဲပါမလာပါလားအဲ့ဒီအချင်းဇီးကွက်ရဲ့အတောင်မှမှာတရားတန်ချက်တွေကိုတွေးလိုက်တော့ဘာဖြစ်လာနေဆိုတော့သိသွားတော့တယ်အဲ့နောက်တော့သူ့ဘီမှာရှိနေတဲ့တကူတယောက်ကိုပြောလိုက်တယ်အုပ်စုအေးနဲ့အုပ်စုဘီကိုတွားခေါ်ကြည့်အဲ့ဒါနဲ့အဲ့ဒီတကူနဲ့ထွက်သွားတယ်ခနာကြမှာတွားခေါ်တဲ့တကူနေတူအုပ်စုအေးကတကူတွေနဲ့ဘီကတကူတွေရှောင်းလာတယ် တကိုးတွေရောက်လာတဲ့အခါမှာခေါင်းဆောင်ကမင်းတို့အေးဘွဲကပကြီးဆောင်တွက်ခေါ်လာခဲ့။ဘာဖြစ်ခဲ့လဲဆိုတာမေးရမယ်။မင်းတို့ဘီးဘွဲကတော့ဒီမော်အိတ်ပိုင်ရှင်အဖွဲ့ကိုဖမ်းခေါ်လာခဲ့။ဂျပန်မှာလေကိုကြက်ကြီးနဲ့တောက်ဘောတို့ကဖို့ထုနဲ့ငပင်းကိုလိုက်ရှာနေကြတယ်။အဲ့ဒီအချိန်မှာပဲဗျုံးစုတကိုးဘွဲကပုံမှန်ရွာသားတွေပုံစံနဲ့ချက်ကြီးတို့ရှေ့ကိုရောက်လာတယ်။တကိုးတယောက်ကဟိုဒီဒီ ဒီထဲမှာတရဲတို့ဘာလို့နိုင်နေဆရာတရားရုံများမပါဘူးလားဗျာဟိုကျွန်တော်အခုညီလုံလို့ပါဗျာဟမ်ဘာဖြစ်လို့လဲဗျာဒါဆိုဒီရကိုဟာဟုတ်ပါတယ်ဟိုကျွန်တော်နည်းနည်းပေါ့ပါတော့တက်တယ်ဗျဟာအဲ့ဒါဆိုရင်အတော်ပဲပေါ့ဗျာဟိုရွာရွာမလေးကျုံညမလေးတရဲလို့လို့တစီလို့လို့ဝင်ဘူးနေလို့ဗျအဲအဲအဲ့ဒါကုညီပါအောင်ဗျာချက်ချင်းလေးတကုတ်ပဆက်ကထွက်တဲ့ရွာဆိုတဲ့စကားကြောင့်နည်းနည်းတော့ထူးဆန်းသွားပြီဒါနဲ့ချက်ချင်းဟာရွာ ဟုတ်လားဒီတောင်ပေါ်မှာရွာရှိသေးရလားဗျအဲတော့မှတကူလေးသူ့စကားမှားသွားတာကိုသိသွားပြီးတော့ပြန်ပြင်းနေနေနေဒီတောင်ပေါ်မှာတော့မဟုတ်ဘူးဗျဒီတောင်ရဲ့ကျော်မှာရှိတာပါဒီရောက်ကိုကူညီပါဗျနော်ကျုံညီမလေးအရေးပေါ်မလို့ပါဗျချက်ချင်းလေးနင်းနေတော့သင်္ကမကင်းဖြစ်သွားတာဆိုတော့စကားကိုထိမ့်ပြောလိုက်တယ်ကူညီချင်ပါတယ်ဒါပေမဲ့ကျွန်တော်မှာတရဲကိုကင်တွင်နိုင်မယ့်ပစ္စည်းတွေမပါဘူးဗျတကုတ်ခိုးသွားလို့အကုန်ပါသွားပြီ ကိုကြက်ကြီးအဲ့လိုပြောလိုက်တော့တခိုးရီလေသူတို့ကောင်းဆောင်ရှာခိုင်းလိုက်တဲ့လူကချက်ကြီးမန်းတေချာသွားတော့တယ်တပတ်မှလေးပကြီးချောင်းသွားခုတ်ဖို့ရောက်လာတဲ့တခိုးရီဖွဲကပေါ်ဒူနဲ့ငပိန်တို့ကိုပါအဲ့နေရာမှာတွေ့လိုက်ရှာတဲ့အတွက်အံ့ဩသွားတော့တယ်အဲ့ဒါအပြင်ကမှအောက်မှလေးကြနေတဲ့ပကြီးချောင်းကိုပါတွေ့လိုက်ရတော့တခိုးကမင်းတို့လားဒီလူကိုဒီလိုဖြစ်အောင်လုပ်လိုက်တာဟာမဟုတ်ပါဘူး ဦးကျွန်တော်လာရေးလဲနေရရင်နော့ဖို့သူဟာဒိုင်းမင်းခုနှစ်ကစုတ်တံပင်နဲ့အထိုးခံထားလို့သွေးထွက်နေရဲ့ငပိန့်လက်ကိုမြင်သွားပြီးတကိုးတွေလည်းငပိန့်တို့ကိုတိုက်ခိုက်ဖို့လိုတော်တယ်အဲ့ဒီအချိန်မှာပဲပကြီးဆရာကပြတ်နူးလာတာဆိုတော့ငပိန့်ကတိုက်ခိုက်ရင်နိုင်နိုင်ကြီးမရှိရနဲ့ကြောင်ကြည့်နေရဲ့ပူပူလက်ကိုဆဲပြီးအဲ့ဒီနေရာကနေထွက်ပြေးလိုက်တော်တယ်တကိုးတယောက်ကဟေ့အဲ့ဒါဘယ်ကိုပြေးတာလဲကွာငါတို့တောင်ဝင်ရသူတို့ကိုဖမ်းမှမဟုတ်ဘူး ပကြီးဆောင်ခေါ်တော့ဖို့ပဲလေအဲဒီတော့မှတကူတွေလည်းနိုးလာတဲ့ပကြီးဆောင်ခေါ်ပြီးတော့ထွက်သွားကြတော့လေတပတ်မှလည်းပိုတူနဲ့ငပိန်ကပြေးလာရင်လည်းအနောက်ကနေဘသူမှလိုက်မလာတာဆိုတော့ထူးဆန်းနေတော့လေအဲ့ဒီအချိန်မှာပဲတကူနဲ့ကိုချက်ကြီးကိုတိုက်ခိုက်ကြတာကိုမြင်လိုက်တာဆိုတော့ငပိန်လည်းပြေးသွားပြီးဝိုင်းဖိုက်ကြတော့လေတကူတွေလည်းနောက်ဆုံးမှတော့မနိုင်ပဲ အလဲလဲကွယ်ကွယ်နဲ့ထွက်ပြေးသွားကြတယ်။ငပင်ကကိုကြက်ကြီးဘာတွေလဲမြ။မသိပါဘူးကွာ။သူညီမလေးတရားဝင်ဘူးခံရလို့ဆိုပြီးလားခေါ်တာ။အဲ့ဒါတာထားပါ။ဒါနဲ့မင်းတို့နှစ်ယောက်ကရောဘယ်ကနေဘလို့ပေါ်လာကြရလဲကွာ။ငပင်လည်းသူတို့ရဲ့ဖြစ်ချောင်းကုန်စင်ကိုပြောပြလိုက်တော့တယ်။အဲ့ဒါနဲ့ချက်ကြီးကဒါဆိုတကောကောင်းဆောင်ကကိုကြက်ကြီးတို့ရောက်လာတာကိုတီးသွားလောက်ပြီးတင်းနေ။ကျွန်တော်တို့ဘလို့ဆက်လို့မလဲဗျ။ဟမ် ဒီတိုင်းတိုင်းရင်တော့သူတို့လူဝင်ရနဲ့ကိုချက်ကြီးကိုရှုံးနိုင်တယ်။ပိုဆိုးတာကကိုချက်ကြီးရဲ့အစီရင်နေပါတဲ့အိတ်ကလည်းအခုခံလည်းရတာပဲ။ချက်ကြီးစကားကိုဖို့ထူးကလည်းထောက်ခံတယ်။ဟုတ်တယ်ဗျ။ကျွန်တော်ယူလာတဲ့လာစလုံးနဲ့လေးခွာရည်လည်းအိတ်ထဲပါသွားတယ်ဗျ။အင်း။ဒါကြောင့်ကိုချက်ကြီးတို့အတွက်အကာအကွယ်ပေးနိုင်မယ့်အရာလေးတွေကိုအရှင်လုပ်ကြရအောင်။ဘယ်လိုလုပ်ရမှာလဲဗျကိုချက်ကြီးက။တော်ပေါ်မီးကိုကိုချက်ကြီးကပြန်ဖြေလိုက်တယ်။ ကိုချက်ကြီးတင်မိမှာပေါ့လာသွားကြမယ်အဲ့လိုပြောပြီးပိုတူတို့တတွင်လည်းပစ္စည်းတွေလုပ်ဖို့အတွက်ချက်ကြီးနောက်ကနေလိုက်သွားကြတယ်တပတ်မှလည်းအလဲလဲကွဲကွဲနဲ့ထွက်ပြေးလာတဲ့သူ့လူတွေကိုမြင်တော့တကောကောင်းဆောင်လည်းစိတ်တူသွားတယ်ဟာမင်းတို့ဒီလူလေးနည်းနည်းကိုတော့နိုင်အောင်မချနိုင်ဘူးလားကွာဟမ်ဟိုတို့သူတို့က ူလေးယောက်မလို့ပါခင်ဗျာကောင်းဆောင်လေးယောက်ဆိုလဲတောက်ယောက်ကခလေးတွေလေအဲ့ဒီခလေးတွေကိုတော့မနိုင်မင်းတို့လေးကျင်တာတွေကိုကံပညာတွေဘယ်မှာသွားတော့မလဲကွာဟိုခလေးပြင်မင်းတို့တွေကပေမေရှိရှိနဲ့တကောင်ကတိုင်းတက်တဲ့ပုံမြဟိုနောက်ပြီးတော့ရောင်မေစုနဲ့တယောက်ကလည်းကရာတေးတက်တယ်လို့ပဲတကူကောင်းဆောင်ရဲ့စိတ်ထဲမှာတော့ပေါ်သူတို့ရွာတိရောက်မလာခင် ရှင်းပြချင်တာပါဒါနဲ့ပဲသူတို့ကဒီကိုတပြေးပြေးနဲ့ရောက်လာတော့မှာငါလည်းအထင်မှမမိခင်ငါရဲ့ရှောင်းဖြက်စီးသွားရင်ဘယ်နဲ့လုံးမလဲဟမ် တော်တော်မင်းတို့မျက်နာတွေမမြင်ချင်းငါရှိကနေထွက်သွားကြစမ်းဒါနဲ့တကိုးရည်လေသူတို့ခေါင်းဆောင်ရှိကနေထွက်သွားကြတယ်တကိုးခေါင်းဆောင်ကပကြီးဆရာကိုလဲချနိုင်တယ်အခုဘီယုတ်စုကလူတွေကိုလဲချနိုင်တယ်ဆိုတော့ဒီကောင်လေးကဘာကောင်နေလဲတကယ်ကလေးတွေရောဟုတ်ရဲ့လားအဲလိုတွေးနေမိပြီးမသိစိတ်ထဲမှာဖိုးတို့အဖွဲကိုကြောက်စိတ်ဖြစ်နေတယ်သူတို့အဖွဲရွာထိရောက်မလာနိုင်အောင်ငါရဲ့လူတွေအခုတည်းကလှော့ထားမှဖြစ်တယ် ။တမတ်မှလည်းပိုးသူတို့ကချက်ကြီးစီမှာပါလာတဲ့ခဲနဲ့ကျွန်းနဲ့ဓာလီကိုအပြုတ်ပြီးလောင်လေးခွားတွေကိုလုံနေကြတယ်။အဲ့ဒီအချိန်မှာပဲသူတို့ရှိရဲ့နေရာကိုတကူတွေလာနေတဲ့တန်တုတ်ပေါ်ဟာကြားလိုက်တယ်။ကိုချက်ကြီးသူတို့လာနေပြီဗျ။ဟင်ဟုတ်လား။ဒီကိုရှောက်ဖို့အတွက်ဘလောက်လောက်လိုအောင်မလဲတုတ်ပေါ်။ဒါနဲ့တုပ်ပေါ်လေပြေးကြအောင်မြေကြီးနဲ့နားဝကပြီးပြန်နှောင်းကြည့်လိုက်တယ်။နိုင်ဝက်ကြော်ကြော်လောက်တော့လုံးမေပြ။ဟမ်ဟုတ်ပြီနိုင်ဝက် ဒါဆိုကိုချက်ကြီးနဲ့တူထောင်ချလို့ရအောင်ကိုချက်ကြီးလှုပ်တော့တေချာကြည့်ပြီအဲ့ဒီအတိုင်းလိုက်လို့ကြဒါနဲ့ချက်ကြီးကလေသူလှုပ်တာတွေဝကြုံတစ်ခုနဲ့မြေချင်းတစ်ခုတူလိုက်တယ်တူပြီးတဲ့အခါမှာသူတို့နားမှာရှိတဲ့အပင်မောအခါကြီးကောင်းလေးကိုမြေချင်းနဲ့ကိုထည့်ထားလိုက်တယ်ကိုချက်ကြီးသူတို့လာနေပြီဗျတိတ်မလို့တော့ရှောက်တော့မင်းချက်ကြီးနဲ့ဖိုးသူတို့တုံယောက်ကိုတပင်းအကွဲတစ်ခုစီမှာ ဝင်ပုံခိုင်းလိုက်တယ်တကိုးတွေကတပြေးပြေးနဲ့ ဖိုးထရိုနီကိုရောက်လာတဲ့အခါမှာချက်ကြီးဟာကဲဖိုးထရိုစပစ်လို့ရပြီပြစ်ကြတော့ဖိုးထရိုလည်းသူတို့မှရှိရဲ့ဂဲလုံးနေနဲ့ဝိုင်းပြစ်ကြတယ်တကိုးတွေလည်းအနီးကတိုက်ခိုက်ဖို့လာခဲ့ပေမယ့်အဝေးကနေပဲပြစ်နေကြတာဆိုတော့ဘလို့မှလုံးလုံးမကြမီဖြစ်နေရပါတကိုးတွေလည်းစိတ်တော်သွားပြီးအနီးကတိုက်ခိုက်ဖို့အတွက်ရှစ်ကိုတိုးလာတဲ့အခါမှာဖိုးထရိုချတာတဲ့ကျွေးနေတဲ့ကိုပြုတ်ကြသွားပြီးခါချင်းနေတွေ့တာကိုခံလိုက်ရတော့တယ် ိမ်နောက်တော့တကူတွေလေကျင်းနေရနေကမန်းကနဲအမြန်ပြန်တက်ကြပြီးထွက်ပြေးသွားကြတယ်။အိမ်တော့မှဖို့တူအောင်သူတို့ထွက်ပြေးသွားလို့တော်သေးတာပေါ့ကွာ။ငါတို့ဒီလိုလာလို့ဘေးရမလဲကွာ။အဲ့ဒီအချိန်မှာပဲကောင်းကင်ကနေတိမ်ငှက်တကောင်ပြန်ဝင်လာပြီးကိုချက်ကြီးကိုချင်လို့အဝေးကိုခေါ်သွားတယ်။ဖို့တူတို့လေပြောနေရကောင်အလုံးထိတ်လန့်သွားကြပြီးဟာကနေဖြစ်ကုန်ကြတယ်။ငပင်ဟာမဖြစ်ဘူးကိုချက်ကြီးကိုချက်ကြီးပါသွားပြီကွာ။ ချက်ကြီးကလည်းတိမ်ငက်ပေါ်မှာရုံကန်နေပြီမြင်ဘလို့မှရုံမရပြီတိမ်ငက်ကြီးရဲ့နောက်ကိုပါသွားတော့တာပါ